တိုင်းလူတိုင်းဟာကိုကိုကိုမဆုံးမသေးသည်မြကိုကိုကိုမပြင်းသေးသည်မြဆရာမိဘတွေဘလောက်ပဲဆုံးမဆုံးမကိုကိုဆုံးမနိုင်ပါတာလဲအရင်ခြေဆုံးဆိုပုဂ္ဂိုလ်ဖြစ်တယ်ကိုကိုတမိုးထားလေးစားတဲ့ပုဂ္ဂိုလ်တိုင်းဟာအကောင်းဆုံးဖြစ်အောင်ကိုယ်တိုင်ကြိုးစားကြရတာဖြစ်တယ် ဆရာမိဘဆုဆုံးမလို့လိုက်နိုင်ရင်လည်းကောင်းကျိုးချမ်းသာရတယ်။သို့သောဆရာမိဘရဲ့ဆုံးမကိုနာယူပြီးတဲ့အခါမိမိကိုယ်တို့ကိုယ်တိုင်ကဒိမယင်ကြီးတဲ့လမ်းကြောင်းအတိုင်းလိုက်ပြီးကိုကိုယ်တိုင်ကိုယ့်ကိုပြုပြည့်နိုင်မှသာလေလောကမှာလူတော်လူကောင်းဖြစ်တာဖြစ်တယ်။မိဘဆရာဆုံးမတယ်ဆိုတာလမ်းညွန်ပြယုံတသက်များတာဖြစ်တယ်။ ကိုယ်တိုင်လှုပ်တာမပါဘူးဆိုလို့ရှင်ပြပြစုံနဲ့ယဉ်ကျေးမှုဆိုတာမဖြစ်နိုင်တကယ်ပညာရှိသူတော်ကောင်းนี่မြတ်စွာဘုရားကိုယ်တိုင်ကလည်းတရားရီကိုတတိပေးတဲ့စကားမိန့်ချခဲ့တယ်တုံမေဟိ ကိစ္ဆံအတ္တပံလုံးတင်လှုပ်တဲ့ကိစ္စတွေကိုမင်းတို့ဖြတ်ပြီးစူးစမ်းရမှာဖြစ်တယ် ငါကတော့လမ်းညွန်ပြသဆုံးမတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်ဆိုစကားဟာအလုံးကိုမှတ်ကန်တာဖြစ်တယ်ဆုံးမတဲ့အတိုင်းလိုင်းနာသူ မလိုင်းနာသူဆိုတာနှစ်မျိုးရှိတယ်လိုင်းနာတဲ့ပုဂ္ဂိုလ်တွေကကောင်းကျိုးချမ်းသာရပြီးမလိုင်းနာတဲ့ပုဂ္ဂိုလ်ကကောင်းကျိုးချမ်းသာမရနိုင်ဘူးအဲ့ဒီအဓိပ္ပာယ်က ပါလဲလို့ဆိုလို့ရှိရင်လူတွေဟာကိုယ့်ကိုယ်မဆုံးမနိုင်သေးသမျှသူများရဲ့အဆုံးအမကိုသာခံယူပြီးကိုယ့်ကိုယ်ကိုမဆုံးမနိုင်သေးသမျှ လူလောကမှာအသုံးကျတဲ့ပုဂ္ဂိုလ်ဆိုဖြစ်ဖို့ခဲနေတယ်လို့သူတို့ဆိုလို့เนาะမြတ်စွာဘုရားကအတ္တဟိကိရဒုတ်တမောဆိုကိုယ့်ကိုဆုံးမဖို့ကလွန်ခက်တယ်လို့ပြောတယ်သူများဆုံးမရတာလွယ်တယ်ကိုယ့်ကိုဆုံးမဖို့ကြတော့ခက်တယ်လူဆိုတာကိုယ့်ကိုနိုင်အောင်ဆုံးမနိုင်လေမရှိကြဘူး သူများကသာဆုံးမတတ်တယ်အလွယ်တကူဆုံးမတတ်တယ်ကိုကိုတိုင်ကသူများကို ဆုံးမတယ်လို့ကိုကိုတိုင်လိုင်းနာမှုရှင်းသုံးမှုကြတော့များစွာခက်ခဲတတ်ကြဒါကြောင့်မို့အပြောသမားဘုရားရောက်သွားတာလေအများကြီးပဲနော်မြတ်စွာဘုရားရဲ့ဆုံးမမှာဆိုရထဝါရီတထာကာရီစထာကာရီတထာဝါဒီဆိုတာအပြောနဲ့လောက်ဟာ ကိုင်းကြီးစေရမယ်လို့ဆိုတရားဟောတဲ့ဘုန်းကြီးတွေဒီပင်နေကိုဟောတဲ့တရားကိုပြန်နာရမယ်ကိုကြားရမယ်လို့ဆိုကိုအသာဟောပြီးတော့အဟောဘက်သာနေပြီးတော့ခေါ်တဲ့အတိုင်းကိုကမလိုက်နာဘူးဆိုလို့ရှင်ဒါအဟောတက်တက်အဟောတက်တက်အပြောတက်တက်နဲ့ဘာအကျိုးမှဖြစ်မှာမဟုတ်နော်ကောင်းကျိုးချမ်းသာရနိုင်တာမဟုတ်ဘူးဒါကြောင့်မို့ကိုဟောတဲ့တရားကိုပြန်ပြီးကြားရမယ် ိုကိုယ်တိုင်လိုက်နာကျင့်သုံးတာပဲဖြစ်ရယထာဝါရီတထာကရီကိုပြောသလိုကိုကလှုပ်ရမယ်လှုပ်သလိုလည်းပြောရမယ်လှုပ်ထားတယ်လည်းပိုမပြောရဘူးဒီလိုဆိုလို့ပေါ့နော် အပြောနဲ့အလုပ်ဟာနှစ်ထွေညီညာနေဖို့လိုတယ်လောကလူတွေကအပြောနဲ့အလုပ်ဟာညီကြတာမေတ္တာမှာရှားတယ်နော်အပြောနဲ့အလုပ်ဟာကိုင်းညီနေဖို့လိုတယ် ိုပြောသလိုကိုကလှုပ်တယ်အပြောတက်တက်ကတော့ပြောရတာနဲ့လှုပ်ရတာဘယ်အလွယ်တော့ဆိုပြောရတာလွယ်တယ်လှုပ်ရတာခက်တယ်ဒါကြောင့်မို့အပြောနဲ့လှုပ်နေတာလေလွဲချော်နေတတ်တယ်အဲ့ဒါလို့မဖြစ်ရအောင်ဆုံးမသွန်သင်မှုတို့အရေးကြီးဆုံးကတော့ကိုယ့်ကိုရှင်ကျေးအောင်ဆုံးမမှု ကိုယ့်ကိုလမ်းပြနိုင်မှုဒါဟာအရေးကြီးတယ် ဲ့တော့ကိုယ့်ကိုယ်ဆုံးမဖို့ဆိုတာဘာတွေလိုအပ်တုံးကြပညာရှိတွေရဲ့ဆုံးမတွေများစွာသိဖို့လိုအပ်တယ်အဲ့ဒါကိုတုတ္တလို့ခေါ်တယ်ဘဟုတုတ္တဘဟုတ္တသင်္ဆသိပ္ပိဉ္စဆိုတဲ့မြတ်စွာဘုရားရဲ့မင်္ဂလာတရားတော်တွေမှာကိုဟာသူတော်ကောင်းတရားတွေကိုများစွာကြားနာဘူးတဲ့ပုဂ္ဂိုလ်ဖြစ်ရကြားနာတယ်ဆိုတော့သင်ယူတာပဲဖြစ်တယ်နာယူတယ်ဆိုတော့သင်ကြားခြင်း သင်ယူခြင်းပဲဖြစ်တယ်။တရားပွဲတွေကျင်းပပြီးတရားနာတယ်ဆိုတာမြတ်စွာဘုရားပါရိဟောခဲ့တယ်ဆိုတာကိုသင်ယူခြင်းပဲဖြစ်တယ်ပေါ့။ရှေးခေတ်ကနားနဲ့သင်ယူတာဖြစ်သောကြောင့်တုတ္တဆိုတဲ့အသုံးကိုပဲသုံးတာဖြစ်တယ်